Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Romano ပြောထားတဲ့ report တွေကြားထဲမှာ Tie Six ကစားမှဖြစ်တဲ့ Rasmus Hojlund နဲ့ Manchester United တို့တဲ့ဒါသတင်းလဲပါဝင်နေတယ်ပေါ့နော်။ဒီနေရာမှာ Romano ကတော့ Tie Six မူ Rasmus Hojlund နဲ့ Manchester United ရဲ့ကိစ္စကလုံးဝပြည့်ပြတ်သွားပြီပေါ့။ Hojlund အနေနဲ့ Manchester United မှာနောက်ထပ်တစ်ဖန်ပြန်ပြီးတော့ကစားခွင့်ရဖို့အခွင့်အရေးလုံးဝမရှိတော့ဘူး။ အခုကနာပိုလီကပဲသူ့ကိုအပြစ်သက်ဝယ်ယူခွင့်နဲ့ဘောနော်စာချုပ်ချုပ်ဆိုသွားမယ်ဆိုပြီးတော့ရူမနိုကပြောထားတယ်လက်ရှိပုံစံရဆိုရင်တော့နာပိုလီရဲ့ဘက်ကအပြစ်သက်ကိုခေါ်တော့မယ့်ပုံစံမျိုးရူမနိုက report လုပ်ထားတယ်ဘာလဲပြောရင်နာပိုလီရဲ့ဘက်ကခေါ်တည်ဖြစ်စီမခေါ်တည်ဖြစ်စီဘောနော် Resman Whiteland နဲ့ပတ်သက်လို့ရှိရင်အတင်းမှာဘာအနာဂတ်မှမရှိတော့ဘူးလို့ကျွန်တော်တို့ယူဆရတော့မယ့်အခြေအနေမျိုးပါဘာလို့လဲဆိုတော့ Benjamin Shesh ကိုရောက်လာပြီးသူနဲ့အသက်အရွယ်မတင်မီကစားသမားမျိုး ပြင်ကျွန်တော်မှာဂျိုရှုဝါဇစ်ဂီရှိနေတယ်ဇစ်ဂီကိုလက်လွတ်မလားဆက်ထားမလားဆိုတာကတကန်တာပေါ့နော်ပြီးရင်လူငယ်ကစားမလေးပြည့်တဲ့ OB မာတင်ကျွန်တော်ရှိမယ်အဲ့တော့အသင်းမှာကလူငယ်ကစားမလေးကိုနေရာပေးလာတဲ့အချိန်မျိုးမှာလူငယ်လူရွယ်တွေကိုအများကြီးကိုတပြိုင်တည်းအသင်း position တစ်ခုထဲမှာထားမှာမဟုတ်တော့ဘူးဒါပြင် Resmus ကိုလည်းအသင်းမှာကအထိုက်လျောက်ကျွန်တော်တို့ကအချိန်ပေးပြီးသွားပြီးအသင်းတာဝန်ရှိသူတွေဘက်ကအဆင်ပြေတယ်လို့သူတို့မခံစားရဘူး Ruben Amorim နဲ့လည်း ဟိုကျွန်တော်ကတော့ဗောနော MOD တိတ်ကြိုက်တဲ့ကစားမတစ်ယောက်လို့ကျွန်တော်မထင်ဘူးဗောနော်အခုလက်ရှိကျွန်တော်ဝယ်ထားပါတယ်ဆိုတော့ Shake ကိုတောင်းမှကျွန်တော်တို့ကြည်ပါလားသူအသိသဘောကျတာမျိုးမဟုတ်ဘူးဟောမတီးစ်ခွန်ညာကိုတိုက်စစ်မှာကြော်ပြီးတော့တုံးကလေးပွဲစဉ်နေတော့မှဘယ်နဲ့ပွဲမင်းကျွန်တော်မသိဘူးဗျာစဉ်းစားကြည့်နော်ဆိုတော့ Resmas ကို MOD ဆက်ရှိသူရေးမှာမဟုတ်ဘူးတခြားနီးပြားတစ်ယောက်ပြောင်းလဲပဲအတင်းမှာကစားကွင်းထက်ပြီးတော့ရတာမျိုးတွေမြင်ရလိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးဗောနော်အဲ့တော့ ရက်စမန်ဝိုင်းလန်ကိုနာပိုလီရဲ့ဘက်ကအပြစ်သက်ဝယ်ယူဖို့ကိုပဲကျွန်တော်တို့မျှော်လင့်ရမယ်။ဒီကစားမရဲ့ပြောင်းချွေနဲ့ပတ်သက်ရင်တော့ကျွန်တော်ရှုံးတာပေါ့နော်။နေတာအာတလနာကိုကျွန်တော်တို့ကငွေကြီးတွေကျွန်တော်အများကြီးပေးခဲ့ရတာပေါ့နော်။ငွေကြီးတွေအများကြီးပေးခဲ့ရတာအဲဟိုတန်း40လောက်နဲ့ပြီးရမယ်ပြောင်းရွှေ့ကြီးကကျွန်တော်တန်း60တွေတန်း80ကျော်သွားတာဗျာဒီလား။အဲ့တော့လက်ရှိမှာဆိုလို့ရှိရင်ဝိုင်းလန်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့အသင်းကနာပိုလီကိုအပြစ်သက်ပြန်ရောင်းခွင့်ရရင်တော့မှယူရို50ယူရို46တန်းဒီလောက်ပဲကျွန်တော်ရှိမှာ။ ိုင်မဲ့တယ်လို့ပေါ့နော်အဲ့လောက်နဲ့ပြန်ရောင်းရတာကိုပဲမစိုးဘူးလို့ကျွန်တော်ပြောရမယ်အခုလက်ရှိနာပိုလီမှာလည်းအမြဲတမ်းဂိုးသွင်းနေတာမျိုးတော့မဟုတ်ဘူးရောက်စားတုန်းကဂိုးတွေသွင်းနေချန်ပီယံစ်လိမှာဂိုးတွေသွင်းနေပေါ့နောက်ပိုင်းတော့ပြန်ပြီးတော့တိုင်ပက်လာပြီပေါ့နော်တိုးတော်လည်းပဲဒါနာပိုလီမှာအဆင်ပြေနေတဲ့သဘောပါပဲသူတပင်းလူကာကူတို့ဘာလို့ injury ပြဿနာတွေရနေတဲ့ချင်းဒီမျိုးမှာအန်တိုနီယိုကူနီတို့ပြင်နိုင်စင်ကစားမတစ်ယောက်ဖြစ်ကျွန်တော်သုံးတာတွေကျွန်တော်ရှိနေတယ်ပေါ့နော်ဒီတော့ကျွန်တော်ကတော့နာပိုလီဘက်ကပေါ့နော်အပြည့်အသက်မဝယ်ဘူးဆိုရင်တောင်မှ ကစားမကအသင်းကိုပြန်ရောက်လာမယ်။ຫນွေမှာကျွန်တော်တို့ထပ်ပြီးတော့ရောင်းဖို့ကြိုးပမ်းပါပဲ။ white line ဟာကျွန်တော်တို့ plan ထဲမှာပါတော့တဲ့ကစားမတယောက်ကျွန်တော်မဟုတ်ဘူးပေါ့နော်။ zig zero ဘာလို့တောင်းမှာနေရာရောက်ဖို့ခင်းနေတဲ့အခြေအနေမျိုးမှာနောက်ထပ်တယောက်ထပ်ရောက်လာအောင်မယ်ဆိုရင်အသင်းကတိုင်ပတ်ကုန်မှာတခုတော့ရှိတာပေါ့လေ။ကျွန်တော်တို့ကဒါနောက်ရသည်ဆိုလို့ရှိရင်တခြားပြိုင်ပွဲတွေလည်းကစားကွင်းရမလားမရဘူးလားပေါ့နော်တခြားကစားကွင်းရမယ်ဆိုရင်တော့ကစားမအရေးတွေအများကြီးရှိနေကောင်းနေပေါ့ဗျာတိုးတိုးလည်းပဲလောလောဆယ်မှာဆိုလို့ရှိရင်တော့ကျွန်တော်စောင့်ကြည့်ရမယ်လက်ရှိပုံစံအရာကအဆင်မပြေပါဘူးအဆင်မပြေဘူးဆိုတာ Resmus ကိုအတင်းမှာဆက်ပြီးတော့မြင်ရဖို့ရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ Romanu ကတော့သူပုံသေးနီးနဲ့ကိုသူပြောသွားတာအဲ Resmus Whiteland ကို Napoli ရဲ့ဘက်ကအပြည့်တဲ့ဝယ်လိမ့်မယ်ဆိုပြီးတော့အဲ့တော့ Manchester United ရဲ့ခန့်ကနာကလုံးဝကိုပြည့်ပြည့်တလောက်ဖြစ်သွားပြီပေါ့ဗျာကျွန်တော်ကတော့တရင်ကောင်းလို့ထင်တယ်ပနာယီပြေတနာတွေခက်ခဲနေတဲ့အချိန်မျိုးမှာအမျက်မရပဲရှုံးခဲ့တယ်ဆိုရင်တော့မှအတိုင်းနာတစ်ခုတည်းငွေကြီးကပြန်ပြီးတော့ပုံဖော်နေပြီဗျာတန်း90ရှုံးမဲ့နေထားမှာတန်း30လောက်ပဲရှုံးတော့မယ်ဆိုတဲ့သဘောပေါ့ အဲဒါကြောင့် Rasmus နဲ့ပတ်သက်လို့ရှိရင် Benjamin Shechko တို့ဘာလို့အတင်းကိုရောက်လာတယ် Shechko ကလည်းအခုမှ20နှစ်ပဲကျွန်တော်ရှိသေးတယ်ဆိုတော့လုံးဝ Rasmus တို့နေရာရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်နေရာရှိတယ်လို့ကျွန်တော်မထင်ဘူး Premier League မှာလည်းသူလုံးဝအဆင်မပြေဘူးအတင်းကတိုင်ပတ်နေတဲ့အတင်းကိုရောက်လာတာလည်းသူပါတော့ပါတာပေါ့လေအဲဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Blueman ကိုကျွန်တော်အချိန်ကြီးမကောင်းဘူး Rasmus Wildland ကို Napoli မှာပဲဆက်ရှိတိုင်းမျိုးကျွန်တော်မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ညီကလေးရောဘလူမီညလည်း Napoli ရဲ့ဘက်ကအပြည့်တဲ့လုံးဝခေါ်သွားလိမ့်မယ်လို့ ျွန်တော်ကျွန်တော်ထင်နေပေါ့နော်ညီကတို့ရောပြန်ပြီးတော့လူချင်းကြလားချက်ကူကူကြော်ပြီးတော့လူချင်းကြတဲ့သူတချို့တော့ရှိတယ်ပေါ့လေကျွန်တော်ကတော့နောက်တယ်လို့ပဲကျွန်တော်ယူဆရတယ်ပဲနော်ဆိုတော့ညီကတို့ရောဘလူမီညလဲ Resmas နဲ့ပဲဆိုလို့သူနေကြပါအားလုံးကိုချစ်သူများကြီးတို့ပါလေ